ဒီနာကဒီလိုင်းကကျွန်တော်တို့ break တက်ကိုကျွန်တော်၈၁နှစ်ဆိုပြီးထုတ်တာသူက break တက်တော့ပေးသွားတယ်၈၆ခွန်ပေါ့နော်သူ့အောက်မှာပြီးခဲ့တဲ့ပေါ်ရအဲခွန်နောက်ဘိတ်ကကျွန်တော်မပြတာသူ့အောက်မှာခွန်နောက်ဘိတ်ကလည်းဝင်တာပဲဒါကြောင့်မို့ကျွန်တော်ပြောပါတယ်ခွန်နောက်ဘိတ်ကရှဲတာထွက်သွားတယ်ပြမကုန်သေးဘူးလို့ပြောတာဒီ964ထွက်တယ်နော်ကိုထိတ်ကိုခါလို့ရိုက်တဲ့ခိုင်တိုင်းဒီမှာကျွန်တော်တို့တစ်ချိန်မှာထွက်တယ်နော်ဒါရေမပြတော့ဒီလိုင်းတွေကကျွန်တော်ခဏခဏပြသိပြီ964ထွက်တယ်သူ့ရဲ့နောက်နှစ်ကကိုထိတ်ကြီးကိုခါဝင်လို့လေ အဲကိုထိတ်စီကိုခါလို့ထွက်တဲ့ကောင်ကဒီမှာနှစ်ကြိမ်မှာထွက်တယ်နော်မကိုချောက်လေးထွက်တယ်သူရဲ့နောက်နေမှာကိုထိတ်ကိုခါလို့ထွက်တဲ့ကောင်ကသုံးကြိမ်မှာသူထွက်တယ်ဒါအကြိမ်ကပဲဇောင်းဆင်းလာသူအောက်ဆောင်မှာကျွန်တော်တို့ဗရိတ်1လား2 8လားဒီမှာကျွန်တော်ဗရိတ်သူ့ရဲ့အောက်ဆောင်မှာဒါဗရိတ်1 8တွေထွက်တာဒီမှာသူ့ရဲ့အောက်ဆောင်မှာ1 8ထွက်လားဆိုတော့မထွက်ဘူးဒါပေမဲ့6 6 9ဆိုတဲ့8ပါတဲ့ဗရိတ်7သူထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာကြည့်လိုက်လေနောက်ကျွန်တော်တို့9နောက်ပဲ6နောက်ပဲပြီးခဲ့တဲ့ဘွဲက ခွန်နောက်ပဲဆိုပြီးတော့ဒါဒါလေးကမပြပြစ်လိုက်တာအဲ့သူ့ရဲ့အဲ့ဒီဘရိတ်ကျထွက်တယ်ကိုနောက်ပဲထွက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ခဏန်းသည်1 2 3 4 5 6ခွန်10မြောက်ထဲကဘရိတ်10ရဲ့အောက်ကခဏန်းနော်10ဘရိတ်အောက်ကခဏန်းဒါဆိုရင်ဒီမှာတိပတိထွက်ပြီးရှင်းနောက်ပိတ်ပြီးသူ့အောက်မှာထွက်တဲ့ခဏ80နှစ်က1 2 3 4 5 6 9 8 9 10နှစ်မြောက်တဲ့ခဏ80 နော်ဒီမှာကိုပရိအောက်ကကနေငါးလေးတေးဆိုတဲ့ကနေလာထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာပရိတက်လဲထွက်ပြီးခွန်လဲနောက်ပိတ်ပြီးသူ့ရဲ့အောက်မှာထွက်မဲ့ကနေသည်ကြိတ်စဲနေမြောက်က1 2 3 4 5 6 9 8 9 10နေမြောက်ထဲက10ပရိအောက်ကကနေနော်အဲ့ဒီမှာ1 2ခွန်နဲ့1ချင်းနဲ့သွားကိုက်နေတာ3ခွန်3ကပြန်ချနဲ့ကိုက်တယ်ဒီကောင်က1ခွန်1 1ချင်းနဲ့ကိုက်တယ်နော်ဒီကောင်ကြတော့ ရှစ်ပရိတ်အောက်ကကဏ္ဍတော့ဖြစ်တယ်ဗာနဲ့မှာကိုမကြိုက်ဘူးဖြစ်နေတာเนาะသူ့တော့ကျွန်တော်မကြိုက်ဘူးပရိတ်ရှစ်တွေက၃ခွက်ရှိတယ်၃ခွက်ထဲမှာဒီ၂ခွက်เนาะခွန်ပါတဲ့ကဏ္ဍကျွန်တော်ကြိုက်တယ်เนาะအဲတော့ကျွန်တော်က10နှစ်မြောက်ကကဏ္ဍကိုနှစ်နှစ်ခွန်ဝန်းချင်းနဲ့ထုတ်ရှင်းလိုက်เนาะတကယ်လို့၉ပါတဲ့ကဏ္ဍကိုကစားမယ်ဆိုရင်တော့အဲ့ဒီ၈၉တိတို့၆၉၀တို့ပေါ့နော်အဲမျိုးတွေတော့ရှိတယ်၉၃နှစ် ဒါမျိုးတွေရှိတယ်ပေါ့နော်အဲကျွန်တော်မိတ်ဆွေတွေကိုယ့်အကိုပြန်ကြည့်နော်ဒါမှကိုလေးခွန်တွေရှိတယ်ကျွန်တော်ကတော့ဗရိတ်ရှစ်အောက်ကကနန်းဆိုရင်တော့ကျွန်တော်ဝိုင်းကြည့်လိုက်တော့၃ခွဲထွက်တယ်အဲ့ဒီထဲမှာဒီကနန်းဒီကနန်းမဆိုးဘူးဘာလို့လဲကျွန်တော်တို့ဒီဘွဲပြန်ရကစားမှာဟုတ်နော်ဒီဘွဲကိုပြန်ရကစားမှာဆိုတော့အဲ့မှာနော်ခွန်၃ခွန်ဆိုတဲ့ကနန်းလေးမဆိုးဘူးနောက်တစ်ချက်ပြန်ကြအနီးကစိုက်လေးတစ်စိုက်ပြပေးမယ်နော် အဝေးဆိုင်ကတော့ကျွန်တော်ဟိုနေ့ကချက်ထွက်ပြီးတည်းကျွန်တော်ပြထားပြီးသားပါအဲ့ဒီနားမှာသုံးခက်ကတော့နောက်သုံးခက်ကတော့တူတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်၄ခက်နဲ့ဆွဲပြမယ်တို့ဒီနောက်ထောင်၃လုံး၉၅၃ဆိုတော့သူကခွန်လို့ဖြစ်တယ်သူ့ရဲ့အောက်မှာ၁၉၆ဆိုတဲ့ခဏန်းဒီပြန်ကြခဏန်းเนาะပြန်ကြခဏန်းအဲ့ဒီမှာသူကထူးခြားတာဘာထူးခြားတော့သူတို့ထိတ်နေအပိတ်နဲ့၆လို့ဖြစ်ပြီးတော့သူကပြန်ရကြတယ်เนาะထောင်၃လုံးကခွန်လို့ဖြစ်တယ်ဟုတ်ပြီလား ဒီကောင်ကြပြီးတော့သူ့ရဲ့နောက်နှစ်မှာသူ့ရဲ့နောက်နှစ်မှာတဲ့ဟမ်နော်သူ့ရဲ့နောက်နှစ်မှာတခါနောက်ထောင်သုံးလုံး953ဆိုတော့ခွန်အခုဒီမှာ613သုံးညာဆိုတော့ခွန်လိုပဲရိုက်တယ်သူ့အောက်မှာပြန်ညာကြတယ်အဲ့ဒီပြန်ညာကြတော့လေထိတ်နေအပိတ်နေ6လိုဖြစ်ပြီပဲကြတယ်နော်ဒါလေးတစ်ချက်ထူးဆန်းတယ်အဲ့ဒီမှာဒီပြန်ညာကဏ္ဍရဲ့အောက်ဆောင်နော်ဒီကဏ္ဍကပြန်ကြတာလို့သူ့ရဲ့အောက်ဆောင်အချိန်ခိုက်ကိုသူထည့်တာဒါလေးတစ်ချက် နောက်တစ်ချက်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့9003လုံး935ဆိုပြီး9003လုံးကို6လိုပဲသူကပုံသေးရိုက်တာပဲဟင်ရခွန်ပါစကလည်းဗျာနော်935ဆိုပြီးခွန်လို့ရိုက်တယ်အဲ့ဒီခွန်လို့9003လုံးထောင်လိုက်တာ ਨੇ ဒီထိုင်နှလုံးက6လိုဖြစ်ပြီးပြန်ကြကနာ630ကြတယ်နော်အဲ့တော့ ဒီကောင်ကလည်းဒီတင်ငါကိုပြန်ကြတဲ့အောက်ဆောင်မှာကွက်တိထဲနေတာနော်ဒါလေးတစ်ချက်ထူးဆန်းတယ်ကျွန်တော်သုံးခက်လိုက်တာအရှိတခက်ကသူကတော့နည်းနည်းထူးခြားသွားတာပေါ့နော်အဲအခုဒီမှာနောက်တော့သုံးလုံးကခွန်လို့ကြပြီဒီနှလုံးကို6နဲ့ဆိုပြီးပြန်ကြရင်ဒါ၄နောက်ပိတ်နဲ့ပြန်ကြ၄နောက်ပိတ်နဲ့ပြန်ကြရင်ထိုးစရာကဏ္ဍက684ဆိုတဲ့ကဏ္ဍတကွက်သေးပဲရှိတယ်နော်၄နောက်ပိတ်နဲ့ကြတာမှကြတာတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အဲ့ကောင်ကိုသုံးခက်နဲ့ကျွန်တော်လိုက်ကြည့်တာဘာလို့သုံးခက်နဲ့လိုက်ကြည့်တော့ဆိုတော့ ကျွန်တော်ကဒီဗရိတ်တုံညာဒီကနန်းဒီပြန်ကြသူ့ရဲ့ဘေးနောက်ထောင်သုံးလုံးခွန်လို့လိုက်တဲ့အောက်မှာပြန်ကြကနန်းဆိုပြီးကျွန်တော်အဲ့ဒီလိုမျိုးကစားတာသုံးကတ်နော်တုံညာဗရိတ်ပြီးတော့တခါသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ဗရိတ်တက်လို့ရိုက်တာနော်ဒီတက်ဗရိတ်ရဲ့ဆောင်းမှာပြန်ကြဒီမှာတုံညာဗရိတ်ဆောင်းနော်တုံညာဗရိတ်ဆောင်းမှာပြန်ကြတခါဒီမှာတက်ဗရိတ်ရဲ့ဆောင်းမှာပြန်ကြသူကြတယ်ကြတော့လေဒီ5 6 1ကအဲ့ဒီထဲမှာသူက5 6 1ဆိုတဲ့ကနန်းကပြန်ကြကြတာလား နော်ဒီမှာကြထားတာအဲ့ဒီ136ကလည်းဒီမှာကြထားတာဟုတ်နော်အဲ့သူဒီကပြန်ညာကနေဘေးကနေအောက်ကို၄ဝဲစင်းရင်ပြန်ညာကြတာအဲ့ဒါဆိုရင်သူတုံညာပြီးပြီးတိတ်ပြီးပြီးအခုဒီမှာနှစ်ပြိတ်သူကထောက်ထားတာနှစ်ပြိတ်လို့ထောက်တယ်သူ့ရဲ့နောက်နှစ်အချိန်ခိုင်းမှာလဲဒီ6နှစ်6ဆိုတဲ့ကဏ္ဍကဒါပြန်ကြပဲလေနော်ကျွန်တော်တို့မနစ်ကကျွန်တော်ပြောထားပါတယ်ပြန်ကြလို့အတန်ကြရင်66နှစ်ကိုထိုးပါကျွန်တော်ပြောတယ်နော်ပေါက်တဲ့လူမရှိဘူးနည်းကြတယ်မမွေးကြတာဘူးနော် ဲ့တော့ဒီမှာနှစ်ပတ်ရက်ရဲ့ဇောင်းမှာပြန်ကြကြမယ်ဒီကနန်းတွေလည်းပြန်ကြကနန်းဖြစ်မယ်သူ့ဘေးမှာနောက်ထောင်သုံးလုံးခွန်လို့ရိုက်တဲ့အောက်မှာကြတယ်နော်အဲ့တော့ဒီမှာနောက်ထောင်သုံးလုံးခွန်လို့ရိုက်တဲ့သူ့အောက်မှာကြတယ်အဲ့တော့ဒီမှာနောက်ထောင်သုံးလုံးခွန်လို့ရိုက်တော့လို့သူ့အောက်မှာကြတယ်အဲ့မှာကျွန်တော်နောက်တစ်ချက်ထပ်ကြွေးကြည့်လိုက်တယ်မနစ်ကကိုဖြစ်လားဆိုပြီးကြည့်လိုက်တော့ဒီမှာလည်းခွန်လို့ဖြစ်တဲ့အောက်မှာကြတယ်ကြတဲ့ကနန်းကဒီနှလုံး6နဲ့ကြတယ်ဒီနှလုံးက6နဲ့ကြတယ်အခု6မှ6တော့မသိဘူးနော် အဲဒီနှလုံးကလည်းသူကဒီမှာ6လို့ပဲထည့်တာဒါဆိုရင်ဒီနှလုံး6အောင်မလား၄ဘိတ်နဲ့ထည့်မယ်၄ဘိတ်နဲ့ပြန်ညတော့ဝယ်တဲ့ရှိတာဒီနော်တဝယ်တဲ့ရှိတာအဲ့တော့ခေါင်းနောက်ဘိတ်ကြလာလို့သူ့အောက်မှာပြန်ချက်ကစားမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့ဒါစောဆုံးပြထားတာ၄နောက်ဘိတ်နဲ့ထိုးလဲရတယ်၉နောက်ဘိတ်နဲ့ထိုးလဲရတယ်ကြိုက်တယ်လို့ထိုးနော်ကျွန်တော်ကအာလို့ပဲရေးမယ်ဒီကနေ့မျိုးကိုခုနကကျွန်တော်ကိုယ့်ဘိတ်ဒီပြထားတာဟုတ်နော်အဲ့ကျွန်တော်မိတ်ဆွေတွေကကြိုက်တယ်လို့ဒါတည်ပြီးတော့စော်ထက်လိုက် ဘာလို့၄ထိန်းနဲ့ထိုးလို့ရတော့ဆိုတော့ကျွန်တော်ဒီ line ကိုပြခဲ့ပူပါတယ်။ကျွန်တော်တို့63နောက်တွဲ6နဲ့ line ပဲ။ထဲစီကနောက်ပိတ်ထဲစီကနောက်ပိတ်အဲ့ဒီမှာထဲစီကနောက်ပိတ်။အဲ့ဒီနောက်ပိတ်ဖြစ်တဲ့နေမှာ63နောက်တွဲ63နောက်တွဲ63နောက်တွဲပေါ့ဗျာ။ဒီကဒီလူတွေရိုက်တာ။အဲ့63နောက်တွဲတွေရိုက်တယ်။အဲ့ဒီ6တည်လေအရှိတနည်းကြော်မှာတနည်းကြော်မဟုတ်ဘူးဒီမှာနော်။နှစ်ပိတ်မှာပဒိတ်6တို့နှစ်တို့ဒီမှာ6ပဒိတ်နှစ်ပဒိတ်6ပဒိတ်နှစ်ပဒိတ်တို့ဒီလိုရိုက်ခဲ့တယ်။အဲ့ဒီ6အဲ့ဒီ6အဲ့ဒီ6တွေကို ကျွန်တော်ကဒီမှာ63အတွဲ63အတွဲ63 6ခ6မှလာရင်ခါ3နောက်ပိနေကြမယ်63နောက်တွဲဒီနေ့တည်းမှလာမယ်နောက်ပေါင်းကိုကျွန်တော်တို့ဒီ9ဆုံးနဲ့ခုနှစ်တည်းက36 63နောက်တွဲဒီဒီနေ့တည်းဟို63နောက်တွဲအငိမ်ပုတ်ရမယ်ဆိုတဲ့ဟာနဲ့ကျွန်တော်ချောင်းခိုင်းခဲ့တာတကယ်ထွက်လာတော့ကျွန်တော်တို့မမိဘူးနော်အဲ့ဒီ63နောက်တွဲတွေဖြစ်သွားတဲ့အောက်မှာကျွန်တော်ပြခဲ့ပါတယ်3ဘဝဒီမှာ6ခါလာဒီမှာ63ကြပြီ3ဘဝသူ့အောက်မှာ6ခါလာသူကခွန်ထိပ်စည်းတွေနဲ့ထွက်တာနော်ဒီမှာလည်းခွန်ထိပ်နဲ့ထွက်တာ အဲ့ဒီမှာကျွန်တော်တို့ကခွန်ထိတ်ကိုကျွန်တော်တို့မကစားကြင်တော့ဘူးလीเนาะကျွန်တော်63ထွက်တယ်3ပါပါ8ဆိုတာဒါကယူလို့ကောင်းတာဟုတ်ကောင်းတော့ခွန်ထိတ်တော့မယူဘူးလို့ယူရင်းယူဒီနေရာမှာ8ခါပဲယူမယ်အမှန်တကယ်သူက8ခွန်အတွဲလိုက်ကိုပြုတ်တာเนาะအဲ8ခွန်ကို8တွဲတွေပြုတ်တယ်8တွဲတွေပြုတ်တယ်ကိုယ်လည်းရောက်မှာနောက်တွဲနဲ့6 8ခွန်လို့သူထွက်တာเนาะထားလိုက်တော့အဲ့ဒီမှာဒီ3ဒီ8အဲ့ဒီ8က8ရဲ့ပါပါเนาะဒီ3နောက်ပိတ်ပေါ့ဗျာ3နောက်ပိတ်အောက်မှာဇောင်း3လုံးက3လို့ပြန်ထည့်တာပဲလွယ်လွယ်လေးပဲ အဲဒီမှာ63 3နောက်ပိတ်ထည့်တယ်သူအောက်မှာဒီ3လုံးကို3လို့ပဲပြန်ထည့်တာเนาะ5 6ဆိုပြီး3လာအဲဒီမှာ63เนาะသူအောက်မှာ3ပါပါ6ခါလို့ထည့်ပြီးအဲ့ဒါဆိုရင်နောက်3လုံးကိုဒီမှာ3လို့ဖြစ်အောင်ဆိုရင်4ထည့်စီကိုထည့်မရဘူးလားရတယ်เนาะဒါကြောင့်မလို့အဲ့တော့ကြောင့်မလို့ကျွန်တော်ကဒီနေရာမှာ4ထိတ်လေအသုံးဝင်တယ်เนาะ4ထိတ်လေအသုံးဝင်တယ် ကျွန်တော်မိတ်ဆွေတွေခုနက၄ထိန်းနဲ့ဆိုရင်၄နင်းနည်းဆိုတဲ့ကဏ္ဍမျိုးတွေပေါ့နော်ဒါထိုးလို့ရတယ်ဆိုတော့ပြောပြတာအခု၄၈၉ဆိုတဲ့ကဏ္ဍမျိုးတွေပေါ့နော်ဒါဆိုရင်ကိုနောက်ပိုင်းနဲ့ထည့်ရင်၄၈၉လို့ထည့်ရမှာနော်အဲ့တော့ဒီမှာကိုနောက်ပိုင်းရှိနေအောင်နော်ဟုတ်တယ်မလားဒီ site မျိုးတွေကြတော့ကိုလည်းရောက်ရင်သူကတမျိုးတမျိုးပြောင်းသွားတတ်တယ်နော်ဘယ်လိုလုံးဆိုတော့ဒီ669ရဲ့နှစ်နှစ်ကျော်အပူအောက်မှာသူကကိုထိပ်စီအော်တိုလိုက်သလားလို့လည်းတွေးလို့ရတာဟုတ်နော် ဒါဆိုရင်ဒီမှာ696000နဲ့အပူးထွက်တယ်အောက်မှာကိုထိတ်အော်တိုလိုက်သလားဒါမျိုးလည်းတွေးလို့ရတယ်အဲ့ဒီမှာလည်း690000နဲ့နည်းနည်းကျော်ပူးတယ်သူ့အောက်မှာဒါကိုထိတ်အော်တိုလိုက်မယ်ဆိုရင်ဒါလည်းရတာပဲနော်ဟုတ်တယ်မဟုတ်လားပြန်ကြမှာစော်မယ်ဆိုလို့ကတော့ကျွန်တော်တို့ကတိတ်ပြီးတော့ရွေးစရာမရှိတော့ဘူးပေါ့ဒီကိုလေးရှစ်တစ်ခွက်ကိုစော်ဖို့ပဲရှိတော့တာဒီလိုင်းမျိုးတွေကြတော့ဒါကဟိုကိုထိတ်နဲ့ကစားတင်တာဟုတ်ဘူးနော်ဒါပြီးခဲ့တဲ့ဘွယ်ကျွန်တော်ပြောဒီသုံးလုံးနှစ်နော် ဒီသုံးလုံးနှိမ့်လို့ရိုက်လို့သူ့ရဲ့မြင်းကုန်မှာထွက်တဲ့ကဏ္ဍကနော်သူ့ရှိနှိမ့်ကကဏ္ဍ3ခွန်နှိမ့်နော်အဲ့ဒီ3ခွန်နှိမ့်ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာဒီသုံးလုံးနှိမ့်ကြောင့်ပရိတ်နှိမ့်ရှေ့ပေါင်းနှိမ့်လို့ရိုက်ပြီးတော့မှနှိမ့်ပါပါခွန်ပိတ်တာနော်ဒါပြီးခဲ့တဲ့ပွဲကခွန်ပိတ်ပြတယ်အဲ့ဒီခွန်ပိတ်ကြပြီးရင်ဒီအောက်ကတစ်ခါကဒီမှာတစ်ထိတ်လို့သူထွက်သလားဒါလေးတစ်ချက်စဉ်းစားကြည့်ပေါ့အဲ့ဒါဆိုရင် ဘောပင်ကသွားပြီးတော့မင်းနဲ့ချစ်လိုက်သွားပြီအဲ့ဒီမှာဇောင်းသုံးလုံးနှစ်သူ့ရဲ့မြင်းကောင်မှထွက်တဲ့ကဏ္ဍနော်ဗရင်းခုပေါင်း6နဲ့ဖြစ်တယ်ဒီကဏ္ဍနေသူ့ရှိနေကကဏ္ဍထွက်တယ်အဲ့ဒီထွက်ခဲ့တဲ့640ရဲ့အောက်မှာဒီသုံးလုံးနှစ်မို့လို့ဗရင်းနှစ်ရှေ့ပေါင်းနှစ်လို့ရက်ပြီးနှစ်ပါပါခွန်နောက်ပိတ်အငိမ့်ဆိုပြီးကျွန်တော်ပြခဲ့တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကဒီ6ခါးကထိတ်လို့ထဲသလားဒါဆိုရင်အခုဒီနေရာမှာကျွန်တော်တို့ကိုးခါထိတ်လို့ထည့်ရတော့ဗရိတ်နှစ်ရှေ့ပေါင်းနှစ်ဇောင်းသုံးလုံးနှစ်ဒီကဏ္ဍသူရှိနေကကဏ္ဍသူ့အောက်ထွက်တဲ့ကောင်သည် နှစ်ပါပါခွန်နောက်ဘက်အငိမ့်နဲ့ထွက်ကမယ်ထွက်ပြီနော်အဲ့မှာကျွန်တော်တက်လေးခွန်သွားထည့်တာဟုတ်နော်ဒီမှာနှစ်နှစ်ခွန်ဟောဒီမှာလည်းရေးထားတယ်အဲ့ဒီကနေငါတစ်နှစ်ကျော်ကနန်းဖြစ်မယ်ဆိုပြီးကျွန်တော်ဒီခေတ္တအဲ့တော့သူ့ရဲ့အောက်မှာဒီကောင်ကတော့ထိတ်လို့ရိုက်မလားပေါ့နော်။သူကအဲ့ဒီမှာကနားတခွက်ထဲပါတယ်ကျွန်တော်မကြိုက်ဘူး။ဒီတစ်ကထိတ်လို့ရိုက်တော့ဒီ3 4ရနောက်တွဲနေထွက်တာ။ဟိုတစ်3 4လို့ထွက်တာ။ဟုတ်နော်။ဒီတစ်စီကနောက်ပိတ်3ခါကခါပဲ ဒီမှာလည်းရှိတယ်နော်ဒီ6ကထိတ်လို့ရိုက်တော့ဒီခွန်ခွန်ကနောက်တွဲထွက်တာအဲဒီ9ဒီထိတ်လို့ထွက်ရင်ဒီမှာ9ရှိကနောက်တွဲထွက်ကမှာအဲကိုင9ရှိကြီးဆောင်းစင်းပေါက်မယ်ဆိုတာတော့မကြိုက်ဘူးဗျာကျွန်တော်အဲကြောင့်မလို့ဒီ9ထိတ်လို့ထွက်ရင်ဒီရှစ်ကိုခါးနဲ့မြန်ဝင်လာမလားဆိုတဲ့အတွေးနဲ့ကိုရှိ၄လို့ထည့်တာနော်စိုက်ကတော့ကိုရှိ၅လို့ကိုထည့်ခိုင်းတာကြိုက်ရင်လည်းထိုးကျွန်တော်တော့မကြိုက်ဘူးမကြိုက်ဘူးဗျာမထိုးပြန်ကြပဲထိုးမယ်